ကျမတို့ကရွေးကောက်ပွဲမလို့ကျင်တာမဟုတ်ဘူးလေဒီဒီမိုကရေစီအခင်းကြီးကိုရိုက်ချိုးပြတဲ့လူတွေကျင်းပတဲ့ရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲပဲမလို့ကျင်တာဖြစ်တယ်နောက်တစ်ချိန်မှာတော့ကျမတို့တွေတကယ်တမ်းငြိမ်းချမ်းအေးဆေးပြီးတော့ဒီမိုကရေစီစနစ်ကိုခေါ်ဆောင်နိုင်တဲ့အခင်းကြီးကိုခေါ်ဆောင်နိုင်တဲ့အခြေအနေမျိုးမှာကျင်းပမယ်ရွေးကောက်ပွဲမျိုးဆိုလို့ရှိရင်တော့ကျမတို့တည်တည်ချာချာလက်ခံပြီးတော့အကုန်တူပူးပေါင်းပါဝင်ကြမှာပေါ့လက်ကလေးတစ်ချက်လှုပ်လိုက်တာနဲ့ဟာဟာလေးတစ်ချက်ပေးလိုက်တာနဲ့အေးအေးယူအပြစ်ပေးဖို့ဖမ်းဆီးတယ်ဆိုတာဟာကတော်တော် ပေါ့ချာချာနိုင်တဲ့လုပ်ရပဲ တကယ်အုံနှောက်မရှိတဲ့လုပ်ရက်တွေပဲပေါ့နော်လူခွင့်ရတွေပါချိုးဖောက်နေတာဖြစ်တယ်ဆိုတော့တာမန်ကိစ္စလေးတွေကအစားပေါ့နော်ဒီလူခွင့်ရကိုမဖော်ဆောင်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးမှာဟောလဲမဖော်ဆောင်ပေးတဲ့အခြေအနေမျိုးမှာလုံမဲ့ရွေးကောက်ပွဲကတော့နိုင်ငံရဲ့တကယ်အပြောင်းလဲတွေကိုဘယ်လိုမှဖော်ဆောင်နိုင်မှာမဟုတ်ဘူးစစ်တပ်ကဆီယနာရှင်စနစ်ကကျမတို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာပါဝင်နေတဲ့ကာလပတ်လုံးမှာဘရောမှာစစ်မှန်တဲ့နိုင်ငံရေးအခင်းကျင်းဒီမိုကရေစီအခင်းကျင်းဖက်ဒရယ်အခင်းကျင်းကိုရမှာမဟုတ်ဘူးဒါကြောင့်မလို့ ဟာလာသူတို့စစ်တမ်းရအောင်ပြန်သွားပါเนาะပြီးခဲ့ခါကျကျွန်တော်တို့လူလာတဲ့ Federal တပ်မတော်ဖြစ်အောင်ကြိုးစားကြမယ်ဒါမျိုးတွေကျွန်တော်တို့ပြောနေကြတာဖြစ်တယ်အဓိကတော့စစ်တပ်နိုင်ငံရေးဆုတ်ဖာဖို့ပြောနေကြတယ်အခုဆက်ပြီးတော့ကျွန်တော်တို့ဆ iam နင်းနေမွေးကိုအလှည့်ပေးခြင်းပါတယ်ဆ iam ကြီးကျွန်တော်တို့ရှေ့မှာလဲဆရာတော်မင်းတုံညာလဲမိတ်သွားတယ်အဲဒီပြည်သူ့ချစ်အမှုပညာရှင်တယောက်ကလဲအခုဒီအမှုပညာရှင်နေနဲ့ပတ်သက်ပြီးပြောသွားတယ်ဆ iam ကတော့ဒီနိုင်ငံရေး background ကလာတာဖြစ်တဲ့အတွက်ဆ iam ကိုမေးခွန်းလေးတစ်ခုကဆရာနာရှင်တွေကတော့ဟိုခဏခဏ ရွေးကောက်ပွဲတွေပြုလုပ်ကြတယ်သူတို့အတုအယောင်ရွေးကောက်ပွဲတွေကြည့်ပါပဲကျွန်တော်တို့လေ့လာမိသလောက်ဆိုရင်တော့ဆရာမတို့ကတော့နိုင်ငံရေးသမားတွေဖြစ်တဲ့တော့ပို့ပြီးတော့သိပါလေတော့အခုစစ်အာဏာရှင်တွေလုံးကြမယ်အတုအယောင်ရွေးကောက်ပွဲဟာအမှန်တကယ်ကျွန်တော်တို့တိုင်းပြည်ကိုအလဲအပြောင်းဖြစ်စီမာလားဆိုတာကိုဆရာမအနေနဲ့အဲ့ဒီအားလေးတစ်ချက်လောက်ဆွေးနွေးပြပါအောင်ဆရာမကြီးဟုတ်ကဲ့ရွေးကောက်ပွဲဆိုတဲ့ကိစ္စကတကယ်တမ်းဒီမိုကရေစီခင်းချင်း ေါ်ဆောင်နိုင်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့တိုက်ပွဲအလှည့်ပြောင်းဖို့ဖြစ်စေနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်ရဲ့စီအိုစုကကျင်းပမယ်လို့ထက်ခါထက်ခါပြောပြီးတော့ဒီတရံပေါင်းစုံနဲ့စ조사နေတဲ့ရွေးကောက်ပွဲကတော့လူမှုစီခင်းချင်းတွေစိတ်သုံးနေတဲ့အခြေအနေဖြစ်ပါတယ်။တိုက်ပွဲမှာနေ့တိုင်းလူမသေးတဲ့နေ့သူတို့လူမတက်တဲ့နေ့မရှိနော်။မြို့ရွာတွေဘုံမကျဲတဲ့နေ့မရှိစီပြေဒုက္ခတွေရဲ့ငုံကြီးတန်တွေနဲ့တိုက်ပွဲတန်တွေမကြားရတဲ့နေ့ကိုမရှိဘူး။ ဆိုတော့ဒီမိုစီအခင်းချင်းတွေကလုံးဝစိတ်သုံးနေတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာလည်းပြည်သူလူထုကဒီဒီမိုစီပတ်တော်သားတွေနဲ့ဒီစစ်အာဏာရှင်တွေရဲ့ကြားမှာတည်တည်ချာချာပေါ့နော်ရွေးချယ်ခဲ့တဲ့ရွေးချယ်ပွဲရလတ်ကိုသူတို့ဖျက်ဆီးခဲ့တာဖြစ်တယ်အဲ့တော့ဒီမိုစီခင်းချင်းကလုံးဝပျောက်ဆုံးပြီးတော့လူခွင့်ရေးတွေဒီမိုစီခွင့်ရေးတွေကိုပါရိုက်ချိုးဖျက်ဆီးခံရတဲ့အခြေအနေမျိုးမှာတော့သူ့ကျင်းပတဲ့ရွေးကောက်ပွဲကကျမတို့တူရောင်ရွေးကောက်ပွဲလို့ပဲပြောရမှာဖြစ်တယ် ဆိုတော့ဒီလိုမျိုးအတူရောင်ရွေးကောက်ပွဲကဒီမိုကရေစီပုံစံကိုဖော်ဆောင်မဲ့စနစ်ကိုဖော်ဆောင်မဲ့အခြေအနေမျိုးကိုဘလို့မှဖန်တီးပေးနိုင်မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့တိတိကျကျသတိပြုဖို့လိုပါတယ်။အဲ့တော့ခုနကမိကုံကိုပြောရမယ်ဆိုလို့ရှိရင်တိုင်းပြည်အလက်ကဘလို့မှမဖြစ်နိုင်ဘူး။သူတို့ကလည်းတစ်ဖက်ကနေဝါရဖြစ်ရတာရှိတယ်။နော်အခုပြောနေလူတွေကတကယ်မှာတိုင်းပြည်မှာဒီမိုကရေစီမဖြစ်စေချင်တဲ့လူတွေနော်အဖြစ်သမားတွေစပုံစံမျိုးပြောတယ်။အမှန်ကျွန်တော်တို့ကရုပ်ကွယ်မလို့ရှင်တာမဟုတ်ဘူးလေ။ဒီ ဒီမိုကရေစီခင်းချင်းကိုရိုက်ချိုးပြတဲ့လူတွေကျင်းပတဲ့မြေကောက်ပွဲအတူရောင်မြေကောက်ပွဲပဲမလို့ကျင်တာဖြစ်တယ်။နောက်တစ်ချိန်မှာတော့ကျမတို့တွေတကယ်တမ်းငြိမ်းချမ်းအေးဆေးပြီးတော့ဒီမိုကရေစီစနစ်ကိုခေါ်ဆောင်နိုင်တဲ့အခင်းချင်းကိုခေါ်ဆောင်နိုင်တဲ့အခြေအနေမျိုးမှာကျင်းပမဲ့မြေကောက်ပွဲမျိုးဆိုလို့ရှိရင်ကျမတို့တည်တည်ချာချာလက်ခံပြီးတော့အကုန်တူပူးပေါင်းပါဝင်ကြမှာပေါ့။အခုတော့တိုင်းပြည်မှာနိုင်ငံရေးကျင်းသားတွေမကြုံစုခန်းခံနေရတယ်။နော်။ကျမတို့တခါမှမကြဘူးဒီအယောက်3000လောက် လောက်ဝင်းကျင်လောက်ပေါ့နော်ဖမ်းခံရတယ်ပြန်လွတ်တဲ့လူကြီးရှိပြီမယ်လို့ထက်ခါထက်ခါဖမ်းတယ်စစ်ကြောရေးမှာပဲဟလာရိုက်နဲ့နှိပ်ဆက်ရေးနဲ့တပ်ဖြတ်ခံတဲ့လူကြီးရှိတယ်မတရားပြစ်ခတ်ခံသူတွေလည်းရှိတယ်အဲ့လိုမျိုးတွေဖြစ်တယ်နေ့တိုင်းလည်းလူတွေခုနကပြောခဲ့သလိုပဲတေးချေပြက်စီရတယ်အိုးရင်ဆုံးခါထွက်ပြေးရတဲ့အခြေအနေဖြစ်တယ်ဆိုတော့အခုသူတို့ကျင်းပခဲ့တဲ့ဒီ2000ရှိအောင်မှာပေါ့နော်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကိုမပြောခင်မှာ2008ကိုပဲကြည့်တည်သွားပြီးသားကျမတို့ရဲ့ပြည်သူတွေနာမည်တွေပါထည့်ပြီးတော့ခါကြတော့သူတို့ထောက်ခံပါတယ်လို့လုပ်တယ် တခါထပ်ပြီးဒီ2000ရွေးကောက်ဥပဒေနဲ့ထပ်ပြီးလုပ်တဲ့ရွေးကောက်ပွဲဆိုလို့ရှိရင်လည်း2010တို့2012တဲ့ကြားပြတ်တည်းလေးလုပ်တယ်ပေါ့နော်နောက်က2015မှာလုပ်တယ်2020မှာလုပ်တယ်ကျမတို့ဘာပဲပြောတိုင်းပြည်ကစုံတရားအေးချမ်းမှုတွေအများကြီးမျှော်လင့်ခဲ့ပါတယ်သို့တော်လည်းပဲလက်တွေ့ဖြစ်ရတဲ့ပြည်နေတာကတိုင်းပြည်ကဘယ်တော့မှအေးချမ်းခဲ့လို့လဲပို့ပြီးတော့စိုးရွားတဲ့အခြေအနေတွေနဲ့ဖိနှိပ်မှုတွေပဲကြုံလာရတယ်ဆိုတာကကျမတို့ဘလို့မှငြင်းမရတဲ့သမိုင်းရဲ့လက်တွေ့ဖြစ်ရတယ်ပဲဖြစ်ပါတယ် ကြောင်းမလို့ပေါ့နော်ကျမတို့အများရန်ပြောနေရတာဖြစ်တယ်ဒီစစ်တပ်ကဆီယနာရှင်စနစ်ကကျမတို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာပါဝင်နေတဲ့ကာလပတ်လုံးမှာဘရောမှာစစ်မှန်တဲ့နိုင်ငံရေးအခင်းကျင်းဒီမိုစီအခင်းကျင်းဖရဲအခင်းကျင်းကိုရမှာမဟုတ်ဘူးဒါကြောင့်မလို့ဟာလာသူတို့စစ်တမ်းရအောင်ပြန်သွားပါနော်ပြီးခဲ့ခါကျကျမတို့လူလာတဲ့ Federal တက်မတော်ဖြစ်အောင်ကြိုးစားကြမယ်။ဒါမျိုးတွေကျမတို့ပြောနေကြတာဖြစ်တယ်။အဓိကတော့စစ်တပ်နိုင်ငံရေးကစုတ်ဖွာဖို့ပြောနေကြတယ်။ဆိုတော့သူတို့ကစုတ်ဖွာဖို့ဟို ဝေးလို့ပေါ့နော်အခုလာမဲ့ဒီသူတို့ကျင်းပမယ်ဆိုရွေးကောက်ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့အာဏာကိုပို့ပြီးတော့မြင်းမြင်းမြန်မြန်စုပ်ကင်နိုင်မှုအတွက်ကိုစစ်ဘိုလ်ချုပ်တွေကိုအရက်ဖို့လဲတယ်။ဒါချက်ဖွန်လဲကိုထဲ့တယ်။ချက်ဖွန်ပါတီတွေမှာလဲဒါမကျေနပ်မှုတွေဖြစ်တယ်လို့ကျွန်တော်တို့ကြားရတယ်ပေါ့နော်။ဆိုတဲ့အခါကျတော့အဲ့လိုမျိုးသူတို့ချင်းချင်းမာတော့မှပဲအာဏာဒီအမွေခွဲတာတွေမတည့်ဘူး။ဟုတ်အစင်မပြေဘူးဖြစ်နေတဲ့အခြေအနေမျိုးမှာတခါထပ်ပြီးတော့နိုင်ငံရေးပါတီတွေကိုလည်းကြည့်လိုက်ပေါ့နော်ဆိုတော့တချို့ နိုင်ငံရေးပါတီကိုဦးဆောင်နေတဲ့ပုံကူတွေဆိုလို့ရှိရင်တစ်ချိန်လုံးကကျွန်တော်တို့နိုင်ငံရေးလုပ်ဖို့ကံမဟောင်းနေဖြစ်ပါတယ်။အာသူတို့ရဲ့အတွေ့အကြုံတွေရဆိုလို့ရှိရင်တော့ဒါသူတို့မသိနိုင်စရာတော့မရှိဘူးလို့ထင်တယ်။ဟောဒီစစ်တပ်ကဒီကျင်းပမယ်ဆိုရဲဒီအတူရောင်ရွေးကောက်ပွဲကဒုစရိုက်ခင်းချင်းကိုမဖော်ဆောင်နိုင်ဘူးဆိုတာဒါပေမဲ့သူတို့ကဒါကိုတွင်တွင်ကြီးပြောနေတယ်သူတို့ဒီရွေးကောက်ပွဲကိုဝင်တဲ့ကိစ္စကတရားရမှန်ကန်တယ်ဆိုတဲ့ကိစ္စကိုတွင်တွင်ကြီးပြောနေကြတယ်ပေါ့နော်။ အဲ့လိုပြောနေရင်ကပဲကျွန်တော်တို့ထုတ်ပြန်ချက်တွေကြီးလိုက်တယ်ကြီးလိုက်တဲ့ခါကျတော့ဒီပါတီတွေကိုရွေးကောက်ပွဲဝင်ငန်းကြီးတဲ့ခါကျတော့မှသူတို့ကနိုင်ငံရေးပါတီချုပ်ဖျက်ပလိုက်တယ်အဲ့ဒီပါတီတွေကဒီရွေးကောက်ပွဲဝင်ဖို့ဆိုပြီးအကြီးအကျယ်ပြင်ဆင်ထားကြတာပြင်ဆင်ထားပြီးတော့နီးကပ်တဲ့ခါကျမှဖျက်ပလိုက်တဲ့ခါကျတော့တော်တော်ကိုပဲဟာပေါ်တော့ရိုက်သွားတဲ့အခြေအနေမျိုးဖြစ်ခဲ့တယ်ပေါ့နော်အဲ့မှာဒီရွေးကောက်ပွဲကျင်းပမယ်ဆိုရင် UEC ပေါ့နော် UEC ကသူတို့စိတ်တိုင်းညှပ်ဖွဲ့ထားတာပဲလေ ဒီနိုင်ငံရေးပါတီတွေကိုလက်ရှိအခြေအနေမှာသူတို့ရဲ့ဆုတ်ဖြတ်ချက်အမိန့်ဟာအတီးပဲအယူခံဝင်လဲရှုံးမှာပဲသူတို့ဆုတ်ဖြတ်ချက်ကိုဘယ်တော့မှပြန်ပြင်မှာမဟုတ်ဘူးအဲ့ဒါမျိုးတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီဆုံးတုံးအောင်လုံးမှာဝင်မယ်ဆိုတာ6ပါတီရှိတယ်လို့နောက်တစ်ခါကျတော့ဒီပြည်내တိုင်းတွေမှာဝင်မှာကဘယ်နှပါတီရှိတယ်ပေါ့နော်နောက်တိုင်းရင်းသားပါတီတွေလည်းပါပါတယ်ဆိုပြီးတော့ပါတီစုံဒီမိုကရေစီခင်းချင်းကိုဖော်ဆောင်မယ်လို့ပြောနေတဲ့အချိန်မှာပဲသူတို့ ਨੇ ဝိုင်းဝန်းပြီးတော့ဒီခါကိုဖော်ဆောင်မယ်ဆိုတဲ့လူတွေကိုပါထပ်ပြီးတော့ ယူကဘဝင်နိုင်မဲ့ဟာတွေပိတ်ပင်တာတို့တားဆီးတာတို့အေးယူတာတို့လောက်တာမျိုးတွေကျွန်တော်တို့တွေ့နေရတယ်အဲ့တော့ဒါကိုယုံကြည်ပြီးတော့ဝင်ကြမယ်ဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့တမိုင်းပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလေးတခုပြောချင်တယ်နောက်တစ်ခုကကြတော့ခုနပြောခဲ့တဲ့မိကွန်ပေါ့တကယ်အလှည့်ပြောင်းဖြစ်ဖို့ဆိုတာကဖြစ်နိုင်မလားနော်ကျွန်တော်တို့အတေချာစဉ်းစားကြဖို့လိုတယ်ဆိုတော့ဒါပေမဲ့ဒီမှာပါကြမဲ့သူတွေကတော့ သူတို့ကပောက်တဲ့နဖူးမထူးတော့ဘူးဆိုတဲ့သဘောမျိုးများဖြစ်မလာတော့မပြောတတ်ဘူးပေါ့နော်သူတို့ပါဝင်တဲ့အခင်းချင်းငါတကယ်ကိုတိုင်းပြည်ကြီးကိုကယ်တင်နိုင်မဲ့တရားမျှတတဲ့အခင်းချင်းဖြစ်တယ်ဆိုတဲ့ဟာကိုတစ်ခါတလေပြောတယ်ပြောနေရင်တစ်ဖက်ကလည်းသူတို့ရဲ့မကျေနပ်မှုတွေနောက်တစ်ခါကျတော့မတရားဖိနှိပ်ခံမှုတွေမြင်နေရတယ်အဲ့ဒီအချိန်လေးအခင်းချင်းမှာမှာသူတို့မယုံထွက်နိုင်ဘူးဆိုလို့ရှိရင်တော့တေချာတာကတော့ကျမတို့အဲခုနကရှေ့ကခေါင်းဆောင်များပြောသွားသလိုပဲတကယ်တိုင်းပြည်ရဲ့အလှည့်ပြောင်းကိုမဖန်တီးနိုင်တဲ့ တရားတဲ့ကလိန်ကျုံဒီကလိန်ကျုံနီလန်းမျိုးစုံကိုပေါ်ဆောင်မဲ့အကြမ်းဖက်မှုတွေကိုပါလုပ်နေတဲ့ရွေးကောက်ပွဲအဲ့ရွေးကောက်ပွဲအထူးရောက်ရွေးကောက်ပွဲမှာသူတို့ကဦးတွဲပြီးတော့တရားခဏ်နေဖြစ်သွားလိမ့်မယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်အခုဒီတော်လိုင်းတက်ဖွဲ့တွေကနေပြီးတော့အသာစီးရောက်ထားတဲ့တိတ်မဲ့ထားတဲ့မြို့တွေဆိုလို့ရှိရင်တရားဝင်ချင်လို့ရှိရလို့ကျမတို့မှတ်တမ်းတွေကသိရတာပေါ့နော်ဆိုတော့နိုင်ကျမတို့နိုင်ငံမှာမြို့နယ်ပေါင်း300ကျော်ရှိတယ်ဆိုတဲ့နေရာမှာအခုစစ်တပ်ကနေပြီးတော့ 25ဒီဇင်ဘာ28ထက်မယ်အဲ့ဒီမှာလုံးမယ်ဆိုတော့အတူရောင်ရွေးကောက်ပွဲကလိန်ကြုံရွေးကောက်ပွဲမှာဆိုသူတို့မြို့နယ်100လောက်100ကျော်ကျော်100နှစ်မြို့နယ်ထင်တယ်အဲ့ဒီမှာလုံးမယ်ဆိုတဲ့အခါကျတော့ခုနကဒီသူတို့မစိုးမိုးနိုင်တဲ့နေရာတွေအများကြီးရှိတယ်ဆိုတော့ဟာကိုတိစစပြပြရတာဖြစ်တယ်နော်ဒါကသူတို့ရဲ့ပြောဆိုချက်တွေထဲမှာကတက်တည်ခံနေချက်တွေဖြစ်တယ်ဆိုတဲ့အခါကျတော့ဒါဒီကျွန်တော်တို့တရားသတိပြုဖို့လိုတယ်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့သူတို့ကဒီမိုစီအခင်းချင်းကိုပေါ်ဆောင်ရမယ်ဆိုတဲ့အခြေအနေမျိုးမပေါ်ဆောင်နိုင်ဘူးဆိုတာထပ်ပြီးတော့ တတိပြရနေချက်ကတော့အခုဗာလဲရွက်ကပွဲဆိုင်ရာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေလားအဲ့ဒါနဲ့အရေးယူထားတယ်ဒီအခုတရားဝန်ချင်လောက်ရှိပြီလို့ဆိုရယ်တခြားနိုင်ငံတွေမှာဒါမျိုးဥပဒေရှိမရှိတော့မသိကျွန်တော်တော့မကြားဘူးမကြုံဘူးနော်ဟိုလိုက်လေးတစ်ချက်လှုပ်လိုက်တာနဲ့ဟာဟာလေးတစ်ချက်ပေးလိုက်တာနဲ့အရေးယူအပြစ်ပေးမှုဖမ်းဆီးတယ်ဆိုတာဟာကတော်တော်ပေါ်ချာချာနိုင်တဲ့လုပ်ရပဲတကယ်အုံနှောက်မရှိတဲ့လုပ်ရတည်းပဲခေါ်တော့လူခွေတွေပါချိုးဖောက်နေတာဖြစ်တယ်ဆိုတော့တာမန်ကိစ္စလေးတွေကအစားပေါ်တော့ဒီလူခွေကိုမဖော်ဆောင်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးမှာ ော်လဲမမခေါ်ဆောင်ပေးတဲ့အခြေအနေမျိုးမှာလုံမဲ့ရွေးကောက်ပွဲကတော့နိုင်ငံရဲ့တကယ်အပြောင်းလဲတွေကိုဘလို့မှခေါ်ဆောင်နိုင်မှာမဟုတ်ဘူးသူတို့ကျင်းပမယ်ဆိုရင်ရွေးကောက်ပွဲကထပ်ပြီးပြောရမယ်ဆိုရင်အတူရောင်ရွေးကောက်ပွဲဖြစ်တယ်ကလင်ချုံရွေးကောက်ပွဲပဲဖြစ်တယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးခုလိုပြည့်ပြည့်စုံစုံနဲ့ဒီမေကွန်ကတော့တူတူလေးပဲဆရာမဖြေလိုက်တာကတကယ်ရှူတော့မစုံနဲ့ဖြေပြီးသွားတယ်အတွက်ကျေးဇူးများကြီးတင်တယ်ကျွန်တော်တို့နိုင်ငံမှာကရွေးကောက်ပွဲလို့ပြောလိုက်တယ်ဆိုရင်တော်တော်များများပေါ့နော်ဒေါ်လာရေးကိုမထောက်ခံတဲ့သူတွေရော တော့ကိုလို့မှကိုစားရမယ်ဆိုတဲ့လူတွေကဒီအချိန်မှာအပေါင်းအာရင်တန်တန်နဲ့ဒါဟာအစိုးရတရက်ကလုတ်ပေးတဲ့ရွေးကောက်ပွဲငါတို့နိုင်ငံအလှည့်အပြောင်းကိုဆရာမရှိမှတင်ပြသလိုသူတို့တွေကဟလာကားဖြည့်ရဖြည့်လုတ်တယ်ဆိုတဲ့သဘောမျိုးပြောနေတာတွေကိုဆရာမကောင်းကောင်းခြေပသွားနိုင်ခဲ့တယ်နောက်တစ်ခုကနားမလဲတဲ့ယူသားတဲ့ပြည်သူလူထုကိုဒီလိုအတန်နေကျွန်တော်တို့ဘက်ကနေများများပြောပြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့မှတ်ချက်ပြုလိုပါတယ်ဆရာမကြီးကျေးဇူးများကြီးတင်ပါတယ်